ပေသွားတဲ့လောသားကိုရာဘူးထပ်တိုးပေးရဲ့ဗျာစဉ်းစားကြည့်ဗျာနေသွားတဲ့မသားကိုရာဘူးထပ်တိုးပေးရဲ့ဟုတ်လားဘုံဘူးအဆင့်ကနေဘုံဘူးကြီးအဆင့်ကနေဘိုလ်ချုပ်ဘူးကြီးအဆင့်ဆိုပြောလာရာဘူးထပ်တိုးပေးတယ်အဲ့ဒီမသားကဒီရာဘူးကိုဘယ်မှာတော့ခံစားမလဲခံစားရမှာတနည်းအားဖြင့်ရှိရခုနကျွန်တော်ပြောတဲ့ငရဲပြီမှာဟုတ်လားကောင်းတော့မှငရဲနေတော့ကောင်းအောင်ကြော်ပါလက်ရှိတော်နိုင်ရင်းမှာပြည်သူတွေကအုံနဲ့ပြင်းနေတော့အင်အားနဲ့ထောက်ပံ့နေတာဖြစ်တဲ့အတွက်အဲ့ဒီထောက်ပံ့မှုမရတော့အောင်လို့ပြည်သူကိုစစ်ဖို့မောင်းတော့အောင်ရဲရဲစက်စက်ပြည်သူ တ်ပြဟယ်လိုချရမီဘာပီတူညကိုမော်မမများအောင်မိုက်မင်္ဂလာပါ news page channel ကနေပြန်မပြန်လဲကြိုဆိုလိုက်ပါတယ်2025ခုနှစ်ဇွန်လနေ့နေ့ရကျွန်တော်တနင်္လာနေ့ညပိုင်းဗီဒီယိုတင်ဆက်မှုနေနဲ့ဒီနေ့ညမှာနောက်ဆုံးကြားသိရတဲ့တော်လန်သတင်းထိုးသတင်းကောင်းတွေကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ကျွန်တော်အယုံဆုံးနေနဲ့ဒီနေ့ညနောက်ဆုံးကြားသိရတဲ့ဘောနော်ဦးဖြဖြတော်လန်သတင်းတိုးလေးတွေချစ်လဲရအောင်ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ကတော့ ဘဟုကူမြို့နယ်မှာဆိုရင်ပြည်သူစစ်ကောင်းဆောင်ပါဖွဲ့ပြစ်ခတ်ခံပြီးတော့မှတေဆုံးသွားတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။အရာမီတာတပ်ဖွဲ့ဝင်ဖြစ်ကနေပြီးတော့မှဘဟုကူမြို့ရဲ့စစ်ကောင်စီလျှောက်ခံမြို့မှာပြည်သူစစ်တပ်ဖွဲ့ကောင်းဆောင်ဖြစ်လာသူပါဝင်၄ဦးကိုဘဟုကူပါကပါနဲ့ပူးပေါင်းတပ်တွေကနေပြီးတော့မှပြစ်ခတ်ရှင်းလင်းလိုက်တယ်လို့ကျွန်တော်သိတာပဲဖြစ်ပါတယ်။ ကျော်စိုးနိုင်ကဘဟုတ်ကူမှာတော့စကားစားတဲ့တော်တော်အရေးပါတဲ့ကောင်အရင်ကဘဟုတ်ကူမြို့မှဈေးအရန်မိသက်အာနာတင်းပြတဲ့နောက်ပိုင်းဒီကောင်တွေပြီးသူဆစ်ဖြစ်လာပြီးတော့တော်တော်လုံးလုံးနေတဲ့ကောင်တွေစပရမဘဟုတ်ကူမြို့ဒေသခံသူတွေနဲ့ပြမပြောဆိုထားတာဖြစ်ပါတယ်။တကယ်တော့တရင်ကောင်းပဲပေါ့နော်။နေရာဆိုမှာကျတို့ပြီးသူတွေကိုလိုက်လံနှောက်ရှက်နေတဲ့ဖြူစော်ထီးတွေပြီးတော့မဒလန်အိုချီတွေဆန္ဒရှင်းလင်းခံရတာပြမအခုဆိုရင်ဘဟုတ်ကူမြို့ကပြီးသူဆစ်ကောင်းဆောင်နဲ့အဖွဲ့ကိုကျတို့တော်လန်ရဲဘူတွေကနေပြမပြက်ခတ်ရှင်းလင်းလိုက်တာပဲဖြစ်ပါတယ်။နောက်ထပ်တရင်တဘိုးအနေနဲ့ကတော့ ကချင်ပြည်နယ်ရဲ့မြို့တော်မြကျင်းနားမှာဆိုရင်အရော်ဒီမြေကစိုးရင်ရေမတ်ထက်ကျော်လွန်သွားပြီးတော့မှစိုးရင်ရေမတ်အထက်တပေခွဲမြင့်တက်သွားမယ်ဆိုပြီးတော့မှမိုးလေဝသနဲ့ဇလဗေဒညွန်ချိုင်းမှုဦးစီးဌာနကနေပြီးတော့မှထုတ်ပြန်ထားတာပဲဖြစ်ပါတယ်။မင်းကြီးကတော့မြေကစိုးရင်ရေမတ်1100ကျော်လောက်မှရက်နေတာအခုဒီနေ့မနေ့မှာတော့ ထောင်နေရဆိုရင်ရေမကျော်ရောက်ရှိခဲ့ပြီးမင်းညကရေမွေနဲ့ရက်ွက်တွေအခုမနေ့တော့အကုန်ဝင်သွားပြီတချို့ရက်ွက်ထဲမှာရှိတဲ့လူနာတွေလည်းပါတယ်တချို့ရေတွေလည်းပါတယ်သူတို့ကိုတော့ကယ်ပြီးတော့မှစေုံပွဲရတာရှိတယ်သူတို့တွားချင်တဲ့နေရာပွဲရတာရှိတယ်လောလောဆယ်ကကယ်ဆေးစခန်းတွေမရှိသေးဘူးအခုအရေးပေါ်အကူအညီနဲ့ပတ်သက်လို့ကျွန်တော်တို့ကရက်ဘက်ဖွဲ့စည်းဖြစ်တဲ့အတွက်73စီတွေလိုအပ်တယ်ပြီးရင်ကယ်ဆေးသမားတွေအစနဲ့ရခါတွေပြည်သူတွေရဲ့လွှဲချက်ကတော့ရေးပေးဆောင်တဲ့ပြည်သူတွေနေဖို့ထိုင်ဖို့နဲ့စားတောက်ဖို့အတွက်ပါအဲ့ဒါတွေလွှဲချက်ရှိတယ်ပြည်သူတွေကိုတခြားပြောချင်တာက မိုးကလည်းအထက်မှာကြီးနေသေးတာဆိုတော့ဂယုစိုက်စေချင်တယ်ဆိုပြီးတော့မှမျက်ကျဉ်းသားမျိုးအခြေစိုက်ပရိုက်တာအဖွဲ့ဝင်တို့ကလည်းပြီးတော့ပြောဆိုထားဖြစ်ပါတယ်ကျွန်တော်ခုဆိုရင်တော့ဗောနော်ဒီချီဖွေမျိုးနယ်နဲ့ဝိုင်းမော်ဘက်မှာဆိုရင်လဲတော်တော်လေးကိုရေလွှမ်းမှုမှုတွေများစွာရှိနေတာပြီးတော့မှကျတို့ရော်ရီမြေမြင့်တင်နေတဲ့ချိန်မှာချမ်းတဲ့ပေါ့နော်အောက်ပိုင်းမှာရှိတဲ့ကျတို့မြို့ရွာတွေအနေနဲ့အထူးဂရုပြုရမှာပဲဖြစ်ပါတယ်အထူးသဖြင့်ရော်ရီမြေနားမှာရှိတဲ့ကျေးရွာတွေမြို့တွေအနေနဲ့အခုကတည်းကရှောင်းတဲ့တွေရှောင်းပြီးတော့မှကျတို့လွှဲရတာတွေကို ကိုကလေးဆူဆောင်းပြီးတော့မှလွှတ်ဆောင်တင်နေပြီဆိုတဲ့အကြောင်းလည်းဒီနေ့ကနေပြန်မှထပ်ပြီးတတိပေးပြောလိုပါတယ်။ကျွန်တော်တို့ဒီနေ့ညပထမဆုံးအနေနဲ့ကြက်မှာကတော့တော်လန်ရဲဘော်တွေကနေပြန်မှစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုအပြတ်တိုက်နေတဲ့အချိန်မှာကျွန်တော်ပြည်သူတွေကနေပြန်မှဝမ်းဝန်းကူညီပေးချဖို့ကိုစီကနေပြန်မှတိုက်တွန်းပြောဆိုထားတာပဲဖြစ်ပါတယ်။ကိုစီအနေနဲ့ဒီစစ်ကောင်စီရဲ့ပြည်သူတွေပေါ်မှာလိုရတွေနဲ့ပတ်သက်ပြီးတော့မှဘယ်လိုမျိုးတွေပြထားမလဲဆိုတာကျွန်တော်စာကြည့်လိုက်ရအောင်နော်။လက်ရှိစစ်ကောင်စီဟာနိုင်ငံပိုင်လေရင်တွေကိုအတုံးပြုတယ် ပြီးလို့ရှိရင်ပြည်သူတွေရှိမှန်းသိရတဲ့အတိုင်းဇေးတွေကြောင်းတွေစာတင်ကြောင်းတွေဟောဒီမှာဆေးရုံတွေဖုန်းတော်ကြီးကြောင်းတွေဗာရာဟိဒီခရစ်ယာန်ဗာရာဟိကြောင်းတွေစတဲ့ဖြစ်ဒီကြောင်းတွေကိုပြစ်မှတ်ထားပြီးတော့စီရေးတိုက်ခိုက်မှုလုပ်နေတာဘာဘာကြောင့်လုပ်တာလဲရှင်းရှင်းလေးပြည်သူကစစ်ကိုမုံအောင်ရေးရဆက်ဆက်ခြေမုံပြစ်တယ်ခင်ဗျားတို့ပြည်သူတက်တက်ကိုပြစ်တာနော်ပီလီယက်ကိုပြစ်တာမဟုတ်ဘူးပန်းတဲ့လက်နဲ့ကန်ကိုပြစ်တာမဟုတ်ဘူးရှင်းရှင်းလေးဘာကြောင့်ပြည်သူကိုပြစ်တာလဲပြည်သူကစစ်ကိုလက်မခံတာတော့ပြည်သူစစ်ကိုလက်မခံတော့ရင်တော်နိုင်ဆိုတာပြည်သူကလက်မခံတော့ဘူး အဲ့ဒီချိန်ညတော်နိုင်ရေးကိုပြည်သူထောက်ခံမှုကြဆင်းလာပြီအဓိကကဗျာကျွန်တော်တို့ပြောမယ်ဘယ်နိုင်ငံဘယ်အဖွဲ့အစည်းဖြစ်ဖြစ်ပြည်သူထောက်ခံမှုမရှိဘာမှလုပ်လို့မရဘူးအဲ့ဒါလက်ရှိစစ်ကောင်စီတုံ့တွေ့နေရတဲ့လက်တွေ့ပဲအဲ့ဒါကိုစစ်ကောင်စီအကောင်းဆုံးတိတဲ့အတွက်လက်ရှိတော်နိုင်ရေးမှာပြည်သူတွေကအုံနဲ့ကျင်းနဲ့နော်အင်အားနဲ့ထောက်ပံ့နေတာဖြစ်တဲ့အတွက်အဲ့ဒီထောက်ပံ့မှုမရတော့အောင်လို့ပြည်သူကိုစစ်ဖို့မုံမအောင်ရဲရဲဆက်ဆက်ပြည်သူတတ်ပြတ်မင်းခေါ်ဦးရစ်ဒီစကားကိုလည်းခဏခဏပြောကြတယ်စစ်တပ်အတိုင်းဝိုင်းနဲ့စစ်တပ်ထောက်ခံလို့တိကျပါမှာ အဲ့ဒါမှဘာလုပ်လာလဲဒါလို့ပြည်သူအကြောက်တရားနဲ့ရင်းရင်းဆက်လှုပ်ပြလိုက်ရင်ပြည်သူတွေကနော်နောက်ဆိုရင်စစ်ဘောအာဗီဒီယိုတွေလာနေကွာကွာစစ်တပ်ကလည်းဘုံနဲ့ကြေအောင်မယ်မဲပညာမဲ့အတွေးတွေပညာမဲ့စကားတွေရှင်းရှင်းပြောရရင်တော့ဗျာဒါပညာမဲ့အတွေးပညာမဲ့စကားဒါပေမဲ့အဲ့ဒီပညာမဲ့အတွေးပညာမဲ့စကားကိုဟဲ့ဒီပြည်သူတွေပြောလာအောင်စစ်တပ်ကလှုပ်ဆောင်နေတာဟွန်းအဲ့ဒါရှင်းရှင်းလေးနော်မင်းတို့ဗီဒီယိုတွေအတူတူဘုံကျက်ကနေမှာအကြမ်းဖက်နှမနဲ့အတူတူဘုံကျက်ကနေမှာဆိုတော့စကားကိုလည်းလက်ရှိဇော်မဲလုံးလို့မင်းအောင်နိုင်လို့ဆက်ထုတ်ပြောပြီးတော့လှုပ်နေတာအဲ့ဒါဘာလုပ်တာလဲ ပြည်သူရှိမှန်းတည်ရတာလေစိတ်ရာစုမှုကျွလို့ပြီးတော့ရရဆက်တက်နေတယ်အဲ့ဒီတိုင်းပြည်နိုင်ငံပိုင်းလေရင်တွေအတုံးပြပြီးတော့နိုင်ငံပိုင်းဘတ်ဂျက်တွေနဲ့ဘာလုပ်လာလဲပြည်သူကိုတက်နေတာအဲ့တော့ကျွန်တော်တို့ပြည်သူကကောင်းကောင်းသဘောပေါက်ဖို့လိုအပ်တယ်ကျွန်တော်တို့အကြောက်တရားနဲ့နှစ်ပေါင်း60ကျော်ဘဝတွေသတိကြေမှုရပြီကျွန်တော်တို့အဖိုးအဖွားတွေလက်ထက်62မှာ62ကစပြီးတော့ကျွန်တော်တို့ဒီအခုလက်ရှိရောက်နေတဲ့88တိပဲထားလိုက်အောင်ကျွန်တော်တို့အဖိုးအဖွားတွေကျွန်တော်တို့အဖေအမေဦးလေးတွေအတော့မကြခဲ့လို့စစ်အာဏာရှင်စနစ်ကအမြင့်မပြတ်ခဲ့တာဒီလိုပဲပြောရမှာပဲ အခုကျွန်တော်တို့လက်ထက်ကျွန်တော်တို့တွေအားကောင်းမောင်းနိုင်တိုက်ရဲခိုက်ရဲတော်လှန်နိုင်တဲ့အချိန်မှာကျွန်တော်တို့ထပ်ပြီးစောက်တော့မကြလို့ရှိရင်အဲ့ဒီမျိုးဆက်ကကျွန်တော်တို့သားတွေမိတွေထိထက်ရောက်နိုင်မယ်အဲ့ဒါချိန်နေတယ်ဒါကြောင့်မလို့ကျွန်တော်တို့အကြောက်တရားတွေဘေးပြရမယ်ဒီဒုက္ခတွေငါတို့အတွက်ဒီတစ်ချိန်ပဲဒါဟာနောက်ဆုံးအချိန်ပဲငါတို့အတွက်နောက်ဆုံးပဏ္ဍီအဆုံးအဖြတ်ကမ်းနေတဲ့အချိန်မင်းတို့ကမင်းတို့စစ်ကိုလာလို့မရလို့ကဘာကြီးပဲဖြိုချနိုင်ပြီငါတို့ရအောင်တောင်းနိုင်မယ်ငါတို့မှတောင်းလာနိုင်စွမ်းရှိတယ်ဆိုတော့ခိုင်မာတဲ့စိတ်သက်ကိုပြည်သူတိုင်းမှမွေးရမယ် ကိုစီပြောထားတဲ့မှာနဲ့နော်ကျွန်တော်တို့ဒီတော့ line မှာဆိုတော့စကောင်စီနဲ့ face reaction ဆိုတဲ့အမြင်ဖြစ်နိုင်ဖို့လွမ်းနေတာပြမစကောင်စီအနေနဲ့ကျွန်တော်တို့ PDF တွေနဲ့ရှိတယ်ဆိုတော့အဲ့ဒီနေရာတွေတော်တော်ကိုဘုံကျမဲ့ဆိုပြမချင်းချောင်းမှုတွေရှိနေတာပဲဖြစ်ပါတယ်ဒါတွေကျွန်တော်တို့အနေနဲ့ လောကကိုဂယုမဆိုင်တော့ဘန်နဲ့ခုဆိုရင်တို့အနေနဲ့ PDF တက်ဖို့ဝင်တယ်ဂျန်နဲ့တော်လန်တက်ဖို့တယ်မရှိတာတော့မဘုံချင်းနေတော့ချီချာဖြစ်တို့အနေနဲ့ဒီတော်လန်မှာဘာကြောင့်ပူပေါင်းတင်နေလဲဆိုတာကိုတည်ထားတင်နေတာပဲဖြစ်ပါတယ်စကောင်စီအနေနဲ့လက်နေကြီးတွေရောလေချောင်းပြက်ကိုတွေပါတုံးပြီးတော့မှပြည်သူတွေကိုတက်ဖက်မှုတွေလုံးဆောင်နေပြင်မဲ့တို့အလုံးမြန်မှန်ထားတဲ့အချိန်ပဲစကောင်စီကိုဖြိုချနိုင်ဖို့ဆိုတော့တို့တော်လန်ရဲ့ဘော်တွေနဲ့သူပြည်သူတွေထက်ထက်ဝင်ပူပေါင်းပုံရင်းနဲ့ဒီတော်လန်ရဲ့ကိုအမြန်ဆုံးရှေ့စစ်ဖို့လွှမ်းနေတာပဲဖြစ်ပါတယ် နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ကတော့ဘူဂျင်းမျိုးစရားနဲ့ပြီးတော့မှစစ်ကောင်စီရဲ့လေလေချောင်းတန်းကနေပြီးတော့မှဒီမိလောင်ဘုံတွေဓာတ်သူအစိမ့်ဝေးဘုံတွေပေါ့နော်ခန်းစားခဲ့ရတဲ့ကျွန်တော်ဗီဒီယိုတွေအတွက်အကူအညီထောက်ပံ့ပေးချဖို့ပြောဆိုထားတဲ့အားလည်းကျွန်တော်တစ်ချက်လောက်နားထောင်ကြည့်လိုက်ရအောင်နော်ကျွန်တော်ခုလက်ရှိဆောင်ရွက်နေတဲ့မြေပြင်ကလုပ်ငန်းစဉ်တွေအတွက်ကိုလည်းအောက်ပံ့ပိုးပေးဖို့ပေါ့အခုပထမဆုံး request လုပ်ရှင်တာကဒီနေ့ကျွန်တော်ရောက်ခဲ့တဲ့တော်ရင်ကစေုံတီုံပေါ့နော်စေုံတီုံမှာတွေ့ခဲ့တဲ့ကျွန်တော်တို့ရဲ့ပြည်သူသားကောင်း PDF ရေးကောင်းတွေရဲ့စီကူတာနေတဲ့အခြေအနေပါ ။ဒါစီကူတောင်ရဲ့ခြေနယ်ပတ်သက်လို့ပြောရရင်ရပိုင်းမိုးပြဲအပါဝင်ဂရနီအဲတခွေမှာဖြစ်နေတဲ့စစ်စစ်စစ်ပွဲတွေမှာဖက်ဆစ်စစ်ရှုံးကောင်စီဟာနောက်ဆုံးအကြိမ်ရုတ်မာမှုအနေနဲ့အာဒီဓာတုပိဒဘုံတွေပေါ့။ဟောမှာဆိုမီးလောင်ဘုံတွေနောက်အစိတ်ထငွေတွေပါတဲ့ဘုံတွေအဲဒါတွေနဲ့ရဲဆက်ဆက်ကျဲချပြီးတိုက်ခိုက်နေပါလား။တော့ဒီနေ့ကျွန်တော်တွေ့ခဲ့တဲ့ဂုံယူလဲဂုံယူပွဲ1 line 1 ness ပွဲကျွန်တော်တို့ရဲ့တရေကောင်းလေးတွေအဲမီးလောင်ဘုံတင့်ပြီးတော့စေကူတာနေရဲ့တရေကောင်းတွေအဲနောက်တခါဓာတ်ငွေစိတ်ဓာတ်ငွေတင့်ပြီးတော့ စေကူတာနေရတဲ့တကယ်ကောင်းနေကျွန်တော်အတွေ့ရခဲ့ရပါတယ်။အဲတော့တော်ရင်းစေယုံဆိုတာလည်းတကယ်တော့ဖက်စစ်ဂျမ်ဘက်တက်ကလေချောင်းကနေရဲဆက်ဆက်တိုက်ခိုက်နေတဲ့အန်ဒီယန်ကနေကာကွယ်နိုင်ဖို့အတွက်လုံးဝရှူတဲ့ကြောက်တဲ့ကဘာတဲ့တော်လာခက်ခဲတဲ့နေရာတွေမှာတိစောက်ထားဖြစ်ပါတယ်။အဲ့တော့စဉ်းစားကြည့်ပါဒီသူတကယ်ကောင်းလေးတွေခင်ဗျာမှာစစ်ပွဲမှာလည်းပဲအသက်နဲ့ရင်းပြီးတော့တေချေခုခံတိုက်ခိုက်တွန်းလှန်ခဲ့ကြတယ်။ရဲဆက်တဲ့ဖက်စစ်တဲ့ဖက်စစ်ကတိုက်ခိုက်မှုကြောင့်အစိမ့်ငွေဘုံတွေမိလောင်ဘုံတွေနဲ့ရဲဘော်တယောက်ဆိုရင်တကူလို့ညနာမျိုးလုံးနှခမ်းကြီးအစအကုန်လုံးမိလောင်ဘုံတင်ထားပြီးတော့ တပြင်းလုံးစီးတွေကတ်ထားရတယ်ပေါ့နော်ကျွန်တော်ဒီနေ့သူ့ကိုအားပေးခဲ့ပါတယ်ရဲဘော်အများကြီးတယောက်ကိုနှစ်သိန်းလုံးနဲ့ကျွန်တော်ဒီနေ့တွားရောက်ဂုဏ်ပြုပေးရခဲ့ပါတယ်ပြီးရင်လည်းမတို့တွေကိုမြည်ကြည့်တာပေါ့နော်တို့ဘာဘာဖြစ်ချင်လဲဘာဒီလိုလဲဆိုတော့ပြုံးစားစားပဲဘာမှတော့မလိုပါဘူးလို့ပြောရှာပါတယ်ဒါပေမဲ့ကျွန်တော်အဲတို့လေးတွေကိုတို့လေးတွေရှိတဲ့အဆောင်၄ဆောင်ရှိတယ်စေုံဆောင်၄ဆောင်ရှိတယ်ဆရာဝန်ကြီးတို့စေုံကြီးတွေလည်းဝင်တွေ့ခဲ့တယ်ပေါ့အဲ့ဒီ၄ဆောင်မှာကျွန်တော်အာဒီ solar စနစ်အသုံးပြုတဲ့ EV တွေ ရုပ်သံ channel တွေပေါ့နော်ဆလောင်း channel တွေကျွန်တော်တက်ပြီးရင်ကောင်းမလားတက်ပြီးခြင်းလေလို့ကျွန်တော်ဝင်ဆွေးနွေးခဲ့ပါတယ်အဲ့တော့မိဆွေဆရာဝန်ကြီးတွေကလည်းဝမ်းပန်းတတာကျူးဆွပါတယ်ကျားရတော့စိတ်မကောင်းစရာပဲပေါ့နော်ကျွန်တော်တို့ခုလိုမျိုးကိုလေးငါတွေဆုံရှုံပြီးတော့မှအတပေးသွားကြတဲ့ကျွန်တော်တို့ပြည်သူတွေဒဏ်ရတဲ့ကျွန်တော်တို့ရဲဘော်တွေဟာဆိုလည်းများစွာရှိနေတာပြမကျွန်တော်တို့ဒီတော်လိုက်မှာစန်ဒက်စကောင်စီကိုများဆုံးဖြိုချဖို့ဆိုတော့ရှစ်သားမှာတပေးလို့ပြီးတော့မှတိုက်နေကြတဲ့ရဲဘော်တွေအတွက်နောက်ကွယ်နဲ့ပြမကျွန်တော်တို့နေနဲ့ ဝမ်မတတနဲ့အကူအညီထောက်ပံ့ဖို့လွှတ်နေတယ်ဆိုတဲ့အကြောင်းကိုဘူဂျင်းညွှန်ဆိုင်ပြီးတော့မှရှင်းပြထားတာဖြစ်ပါတယ်။ကျွန်တော်တို့ရင်းနဲ့စက်ကောင်စီရဲ့ဒီအစိမ့်ဝေဘုံတွေဓာတ်တူဘုံတွေကိုပေါ့နော်အခုဆိုရင်ကြုံတွေ့နေတာဖြစ်ပြီးတော့မှဒီကောင်တွေကစွန့်တော့ဆေးရဆိုးမှုကိုမြန်မာတင်းတင်းချူဖောက်နေတာတောင်မှနိုင်ငံတကာနေပြီးတော့မှဒီတိုင်းပဲလက်ပိုက်ကြည့်နေကြတာမို့လို့ပြည်သူတရားလုံးအနေနဲ့ကျွန်တော်တို့တော်လိုင်းရဲ့ရဲဘော်တွေရဲ့နောက်ွယ်မှာအားဖြစ်ပေါ့နော်ပူပေါင်းပေါ်ဖို့လွှတ်နေတယ်ဆိုတဲ့အကြောင်းတွေလည်းကျွန်တော်တို့တက်ပြီးတော့မှသိရတာပဲဖြစ်ပါတယ်။ ကဲကျွန်တော်ထပ်ဗီဒီယိုသဘောအနေနဲ့မှတသေးကနေပြီးတော့မှအခုတော့တိုင်းပြည်အေးချမ်းပါတယ်ဆိုတော့ပုံစံမျိုးတွေဖမ်းပြီးတော့မှဒီပေါ်စီနေဥပညာရှင်တွေပေါ့နော်ပွဲတွေမြေချခနာတွေ့နေရလို့အဲ့ဒီကြောင့်နေပတ်သက်ပြီးတော့မှသူဘယ်လိုမျိုးတွေပြထားမလဲဆိုတော့ကျွန်တော်စပြီးတော့မှကြည့်လိုက်ရအောင်နော်ကျမတို့တော်လိုင်းရေးဟာရှစ်ကိုပဲတော်မှာနောက်ကိုသွားစီရဘာအကြောင်းမှမရှိတော့နော်ဘာဖြစ်လို့လဲအဲ့ဒါစစ်ကောင်စီကိုယ်တိုင်ပဲလုပ်ခဲ့တာပြီးသူတွေလက်မခံနိုင်စရာအကြောင်းတရားတွေကိုသူတို့ပဲအငြင်းရန်ပြသခဲ့တာဖြစ်တယ်ပြီးသူကခေါင်းထဲမှာတစ်ခုပဲရှိတယ် ဘယ်လိုမှလက်ခံမရတော့ပြည်သူဆိုတာတိုက်နေတော်လန်နေတဲ့လူတစ်ခုတည်းကိုပြောတာမဟုတ်ဘူးเนาะကျွန်တော်တို့ပြည်သူတွေအားလုံးစိတ်ကောင်းစီရဲ့ဖိနှိပ်စစ်တပ်ရဲ့ဖိနှိပ်ကြားထဲမှာကြောက်ကြောက်ညံ့ညံ့နဲ့နေနေရပါမယ်စိတ်တို့ရဲ့စိတ်ထဲမှာရှိနေတာကဒီအာဏာရှင်မြန်မြန်ပြုတ်ကြဖို့ဖြစ်တယ်เนาะအဲ့တော့ဒီမှာပြောချင်တာကပြည်သူတွေကိုလည်းเนาะဒီတော်လန်ကြီးမှာတနက်ကြီးထမ်းပြီးတော့တော်လန်ကြီးအဝေးပါဖို့တောင်းဆိုလာမဟုတ်ဘူးကျွန်တော်တို့အခုအရန်ကတော့ကြိုးစားပြီးတော့ပြီးတော့ဆွတ်လွတ်တဲ့အနစ်နာခံတဲ့အသက်တွေဆုပ်ရှုပ်ခံပြီးတော့ကာကွယ်ပေးနေတယ်เนาะကျွန်တော်တို့ရဲ့ရဲဘော်တွေဘက်မှာရက်တိပေးစီတယ်ဘယ်လိုရက်တိရမှာလဲဆိုလို့ချင်းเนาะတော့ဒီ မလုပ်တဲ့နေကိစ္စတွေကိုလုပ်စီခြင်းဘူးเนาะတနက်ဒီထိုင်ပြီးတော့တိုက်ခိုင်းတာမဟုတ်ဘူးတော်လည်းရေးမှာတကယ်ကိုပါဝင်စီခြင်းနဲ့ရည်စီခြင်းလားဆိုတော့ပြည်သူတွေအနေနဲ့ပါဝင်လို့ရတဲ့နည်းလမ်းတွေအများကြီးပဲရှိတယ်။ဟိုအချိန်တုန်းကတော်လည်းရေးတွေဆိုလို့ရှိရင်တမိုင်းတော်လည်းရေးတွေပါရှိတယ်။နော်။အဲ့ဒီတော်လည်းရေးတွေမှာဆိုပြည်သူတွေကဈေးဝယ်လာတဲ့စစ်သားတွေကိုတော့အစိတ်ခတ်တာ၊ရတဲ့နည်းနဲ့အစိတ်ခတ်တာ။သူတို့ဝယ်တဲ့ဝယ်ချမ်းသွားတဲ့ခြားတောက်တွေထဲမှာအစိတ်ခတ်တာမျိုးတွေ။ပြည်သူဟာဒါကိုတနက်ကန်ကြီးမတိုက်နိုင်ပေမဲ့သူတို့လုပ်လို့ရတဲ့အပိုင်းတွေကိုပြည်သူကကုန်နေခဲ့တာဖြစ်တယ်။အဲ့တော့ကျမတို့ပြောချင်တာကအစိတ်ခတ်ဖို့ပြောတာမဟုတ်ဘူး။နော်။အခုတော်လည်းတိုက်ပွဲဝင်နေကြတဲ့နော်ပြည်သူတွေရဲ့မျက်နှာတွေ၊ဈေးဝယ်တွေရဲ့မျက်နှာတွေငှဲ့ပြီးတော့မှ ဒီဘွဲကုတ်လောက်ရမယ့်ကိစ္စတွေမှာတိတိကျကျဘွဲကုတ်လို့ပြောပါပြည်သူလူနေနဲ့ဒါတိုက်ပွဲဝင်နေရပါပဲဟုတ်လားစစ်ကောင်စီဖိနှိပ်မှာကြောက်လို့မတရားကြီးတွေမတော်မတရားကြီးတွေကျွန်တော်တို့မတောင်းဆိုဘူးเนาะဒီမြန်မာပြည်အတွင်းထဲမှာပွဲလုပ်လို့မရလို့ပြည်ပအထီလာလုံနေကြတဲ့เนาะလုံနေကြတဲ့အမှုပညာတရောင်းသားတွေရှိတယ်เนาะအဲ့ဒီအမှုပညာတရောင်းသားတွေမြန်မာပြည်မှာလည်းလုံကြတဲ့ပွဲတွေအများကြီးဘယ်လိုတွေးလို့ဘာလို့လုံနေတဲ့ပွဲတွေအများကြီးပဲရှိတယ်အများကြီးအများကြီးဘယ်လိုကြောက်ရမလဲပေါ့ အဲ့ဒီပွဲမှာကျွန်တော်ပြည်သူလူထုတွေဟေးလာဟာလာသွားနေကြတကယ်အရေးကြီးနေတယ်ကာလာကြီးဆိုတော့မိသွားကြလားလားမိနေကြလားတော့ကျွန်တော်မသိဘူးတော့အဲ့တော့ကျွန်မပြည်သူတွေပန်ကြားနေတာကကျွန်တော်တို့ကျွန်တော်ကရေးနေလို့ပဲဈားတဲ့အပေါက်ကနေတူပြီးစစ်ကောင်စီကိုတော်လှန်နေကြတယ်ဒါပြည်ပလူတွေရောပြည်တွင်းကလူတွေရောအသက်အန္တရာယ်ဈားကနေပြီးတော့တော်လှန်နေကြတဲ့အချိန်မှာပြည်သူတွေနေနဲ့တိုက်ပွဲဝင်ပေးပါနော်တိုက်ပွဲဝင်ပေးပါဆိုတဲ့နေရာမှာအဲ့ဒီလိုဘောမရက်ွက်ကလုတ်တဲ့အရာတွေကိုဟိုဆောက်ဖတ်မလုပ်ချင်းအဲဆက်ဖတ်လို့ချင်းအပြစ်တော်လှန်ပေးပါနော်ဒီဘောမတွေဘက်ကနေပြီးတော့ဟိုရှောင်းတဲ့ကုန်ပစ္စည်းတွေကိုနော်ဝယ်မတုံးချင်းဖြစ်တော်လှန်ပေးပါဒါတိုက်ပွဲဝင်နေတာပါပဲနော်ဒီဘက်မှာရှိနေတဲ့လူတွေကိုလည်းကျွန်မပြောချင်တယ် ကျွန်တော်ဒီပွဲအဆုံးတက်မှကိုရမယ်ပွဲဆိုတော့ကျွန်မအနေနဲ့အများကြီးပြောကြရမလို့အရှိမဘာတွေလုတ်ပြခဲ့လဲဒီထက်လည်းလမ်းဆုံးနေပြီဒီထက်ရုံမာတဲ့နော်အာနာရှင်ဆိုတာလည်းကမ္ဘာမှာမရှိတော့တော့ဒီထက်ဆောက်ရှင်မရှိတဲ့အာနာရှင်ဆိုတာလည်းမရှိတော့တော့အဲ့တော့ဒီလောက်လုတ်ပြနေမှာတော့ကျွန်တော်တို့ကဒီပွဲကိုမပြပြအောင်အဆုံးတက်ရမယ်လို့သင်ပြနေကြအောင်ပြောပြနေကြအောင်မလုံလောက်တော့ဘူးဒီမှာပေါ့နော်မှာတက်တဲ့ပြောထားသလိုပဲကျတို့ရဲဘော်တွေကိုထိုင်ရနေပြီးတော့မှရှေ့တန်းမှာတွေ့ရနေတဲ့အချိန်မှာကျတို့ပီတူတွေဘက်ကနေပြီးတော့မှကိုတက်နေတဲ့တရောင်းတနေရနေပြီးတော့မှပူပေါင်းပုံဖို့လွှဲနေတာပဲဖြစ်ပါတယ်ဒီအချိန်မှာကျတို့ဤဘော်စီရင်ုပညာရှင်တချို့ရဲ့ဒီပွဲတက်နေတဲ့ ဗီဒီယိုတွေအခမ်းအနားတွေကျွန်တော်တို့ကြည့်ရတာပြမတချို့တလေတွေကပေါ့နော်လက်ရောက်ပြီးတော့မှဝင်ရောက်အားပေးနေတာမျိုးတွေလည်းကျွန်တော်ကြားနေရတယ်ပဲဖြစ်ပါတယ်ဒါတွေကျွန်တော်တို့အနေနဲ့ခဏရှောင်ထားပြီးတော့မှကျွန်တော်တို့တိုင်းပြည်ချင်းတွေကောင်းနေတဲ့အချိန်ကျမှကျောတို့ပြည်သူတွေချက်တဲ့ပေါ့နော်အမှုပညာရှင်တွေနဲ့ပြန်ပြီးတော့မှပွဲတွေလိုက်ဆုပ်ဖို့ဒူရန်နဲ့ပြီးတော့မှမေတ္တာရခံပြောဆိုလာကြတာပဲဖြစ်ပါတယ်အခုဆိုရင်စကောင်စီအနေနဲ့တိရရရှာခုညီနဲ့ဒီတိုင်းကျလို့ဆောင်နေတာပြီးတော့မှပြည်သူတွေရှိတဲ့နေရာတိုင်းကိုဘုံကျဲတက်ဖြတ်မှုတွေ လွတ်ဆောင်နေတာမို့လို့ကျွန်တော်တို့ကြံတဲ့ပြည်သူတွေကနေပြီးတော့မှအသက်နဲ့ဆုံးဒီတော်လိုင်းရဲ့အမြန်ဆုံးပြည့်စုံနိုင်ဖို့ဝိုင်းဝန်းပြီးတော့မှစ조사ရမယ့်ချိန်ဖြစ်နေတယ်ဆိုတဲ့ကြောင့်လည်းကျွန်တော်တို့တော်လိုင်းပြချောင်းအလို့တွေအားလုံးကနေပြီးတော့မှပြောဆိုလာကြတာပဲဖြစ်ပါတယ်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောနေတဲ့ဘောမိုက်ကအရေးချုပ်ပေါ်ကတော့နေပြီးတော့မှကျွန်တော်တို့တော်လန်ကောင်းဆောင်တွေကိုစော်ကမကပြောဆိုထားတဲ့အရာရနောက်ပြီးတော့မှကျွန်တော်တို့ဘမာနဲ့ပေါ့နော်အခြားတိုင်းတိုင်းကြီးကိုတွေကိုဘယ်လိုမျိုးသူခက်စကားတွေပြောဆိုနေမလဲဆိုတာကျွန်တော်စစ်ပြီးတော့မှကြည့်လိုက်ရအောင်နော်ဟုတ်ပြီကချင်ပြည်နယ်တို့ကလည်းအဲ့ဒီမှာ KIA တို့ဗျာ ဒါနဲ့ဒီနေ့ဘလဟိုအားလို့အေးလို့ဖြစ်သွားမယ်သူတို့အောက်ကဘုချုပ်ကမောခင်ဗျားတို့ထွားခင်ဗျားတို့ပြောတဲ့ဘုချုပ်ဝင်မောပေါ့ဗျာဝင်မောပေါ့ခွင်းဆိုတော့တို့ခွင်းတဲ့လာဦးဗျာဒီဂျပန်လက်နဲ့ခိုင်းတဲ့အလုပ်ကဟုတ်လားပြောရဲတယ်နော်ငါပေါ့ဒါတမီသူ့ဟာတွေအကုန်လုံးပြေပါမှာကြလိုက်နော်အဲ့သူကလူတွေကလိုးလိုက်မယ်ဒီအနိုင်ကျစ်လိုက်မယ်အဲ့လူတိုင်းရင်းသားတွေဝင်မာတွေကျစ်လိုက်မယ်မဲ့သူ့သွားတိုင်းလာတိုင်းရင်တက်ခံရမယ်လေတိုင်းလို့ရှိရင်ဖမ်းပြီးချုပ်နိုင်ခံရမယ်လေဟွန်းလောဘခံရမယ်လေ ာကချင်တိုင်းရင်တို့တိုင်းရင်သားတွေကျန်တိုင်းရင်တို့တိုင်းရင်သားအားလုံးအားလုံးဒါတွေအတိအဆုံးပဲခင်ဗျားတို့ကချင်ပြည်နယ်မှာရှိနေတာကချင်ပြည်နယ်မှာတော့ကချင်က30ရာခိုင်နှုန်းပဲရှိတယ်ကျန်သားဟာကျန်တဲ့တိုင်းရင်သားပဲမှာအားလုံး900ရာခိုင်နှုန်းရှိတယ်ကချင်ကတော့ကချင်ပြည်လို့ကချင်ပြည်နယ်လို့ကပြောကချင်ပြည်လို့ကနည်းတယ်တိုင်းရင်သားကဦးစင်းကသွေးခွဲတာမဟုတ်ဘူးနော်ဒါပြောပြခြင်းဖြစ်တယ်အဲ့ဒီလိုတိုင်လို့ရှိရင်အတက်ခံမှုပဲရှိတယ်ပိုနီတူသားပဲတရင်နေဘလောင်ကလူအောင်ရတယ်နိုင်ကျင့်တယ်ခင်ဗျ PD ရအနိုင်ကျင့်တာတော့နိုင်မဲ့တိုင်လို့ရတယ်ရာမဟုတ်ဘူးညာလက်နဲ့ကန်ရှင်းရအနိုင်ကျင့်တာတော့မှခင်ဗျားစဉ်းစားကြည့်လိုက် ဒီလိုအနိုင်ကျင့်လို့ဒီလိုအနိုင်ကျင့်လို့တိုင်မဆိုဝေးရောအသက်ခံရောရှိတယ်။ကိုယ်နည်းသူသွားပဲအေးမှလည်းအေးရဲ့ဆိုတော့ထွင်းမြင်တဲ့6ကခင်ဗျနိုင်ငံနိုင်ငံသားမှနေတာပြည်ပမှနေတာသူစင်းလို့သူတားသိမြင်အကုန်လုံးကမရုသွားတိုင်မလဲအေးရဲ့နိုင်ကျင့်ရဲ့ခိုင်မှာမရုသွားတိုင်မလဲတိုင်ရဲ့သူမရှိဘူးတိုင်ရင်အသက်ခံရမယ်။နော်တိုင်ရင်ပြေးရမယ်ဒါပဲရှိတာ။အဲ့ဒါကြောင့်ဒီလိုရှိတဲ့တမ်းတော့ဒီတစ်ခါအဆုံးချက်ပွဲပေါ်ဗျာဟုတ်လားအားလုံးလဲဗမောမာဆိုလဲအားလုံးကြားရမှာပေါ့နော်ဗမောမာဆိုလဲသတုံးနဲ့သလေးနဲ့ကလေးတွေရမစောက်ကော နေရာတာကြာရှုံးမှုတွေ KIA KIA တွေပေါ့နော် AA တွေစစ်ပူပူတဲ့ AA တွေလည်းပြန်မလာဘူးပေါ့ရပြန်မလာဘူးဆိုရခိုင်ပြည်နယ်ကိုပြန်မလာတော့ပါပေါ့နော်အာခင်ဗျ KIA တွေကလည်းဌာနချုပ်တို့ဟိုပါပေါ့နော်ဒိုင်းသာဌာနချုပ်မှာမရှိတယ်လားမရှိတယ်လားရှိပါရှာပါ ဟုတ်ကဲ့တော့အခုဆိုရင်တို့ဆစ်ရှုံးနေတာကိုကာဗာယူပြီးတော့မှပါနော်တို့တော်လန်ခေါင်းဆောင်ရီနဲ့ပြီးသူတွေဒုက္ခသက်ရှုတဲ့စကလုံးတွေနဲ့ပြောဆိုလာတာပဲဖြစ်ပါတယ်အဓိကတော့ဒီကောင်တွေရတယ်ပြီးတော့မှလူမျိုးရေးခြေခံပြီးတော့မှအခုဆိုရင်ဂျန်နဲ့ပေါ့နော်တိုင်းတိုင်းကြီးကိုရီးယားနဲ့ပြီးတော့မှမြေပြတ်မှာရှိနေတဲ့ဘုံမှာလူမျိုးစုတွေပေါ်မှာခွဲခြားဆက်ဆံပြီးတော့မှဖိနေနေတယ်ဆိုတဲ့ပုံစံမျိုးတွေနဲ့အားချောင်ပြောဆိုနေတာပဲဖြစ်ပါတယ်စစ်ကောင်စီအနေနဲ့ဒီလိုမျိုးတွေလှုပ်ဆောင်နေပေမဲ့နေရာတိုင်းမှာတို့တော်လန်ရဲဘော်တွေကနေပြီးတော့မှအပြက်ရှင်းချင်းမိုးတိုက်ခိုက်နေတာမို့လို့တို့ဘယ်တိုင်းတမဆိုအခုဆိုရင်တော်လန်ရဲဘေချမ်းမှာရှိတဲ့ပေါ့နော်ရဲဘော်တွေအားလုံးနဲ့ချစ်ချစ်ခင်ခင်နဲ့ င်ဖို့ဆိုရင်တိုက်ပွဲမှာရှေ့ဆက်ပြီးတော့မှသွားရောက်ပူပေါင်းတိုက်ခိုက်နေကြတာပဲဖြစ်ပါတယ်။ဒီပေါ်ကုန်းတော့ပြောတဲ့စကားနဲ့ပတ်သက်ပြီးတော့မှကြီးစုနေကြတဲ့မြို့ပါပြည်သူတွေဘက်ကနေပြီးတော့မှလည်းကိုယ့်ရဲ့မြင်လေးတွေကိုချိန်ပေးခဲ့ကြဖို့ကျွန်တော်အားလုံးအသံဆိုပါတယ်။ကျေကျွန်တော်တို့ထပ်ဗီဒီယိုသဘောအနေနဲ့ဦးကျော်အနေနဲ့ပြီးတော့မှတိုက်ပွဲမှာမျိုးစားဖြစ်သွားတဲ့စစ်ကောင်စီရရှိတွေကိုမျိုးလိုက်လို့စစ်ကောင်ဆောင်တွေကနေပြီးတော့မှရာထူးတွေတိုးပေးနေလို့ပေါ့နော်ဘယ်လိုမျိုးပြပြတင်းနဲ့ဆုံးမပြောဆိုထားမလဲဆိုတာကျွန်တော်တို့တစ်ချက်လောက်ကြည့်လိုက်ရအောင်နော်အဒီမက္ကာအလောင်းကြီးကိုနော် ီသိအင်းဆုံးနဲ့သိသွားတယ်မသာအောင်လို့ပြန်သိလာပြီးတော့ဟလာဒီရန်ကုန်မှာပေါ့ဗျာနော်ရန်ကုန်ကိုပြန်သိလာပြီးတော့ကောင်းတို့ပြန်ပြီးတော့စကြူလာပေါ့နော်အဲ့စကြူတဲ့အချိန်မှာအမိတ်စာထုတ်ပြန်တော့မင်းတို့ဟာငါတို့နဲ့ဘာမှမသက်ဆိုင်တော့ဘူးဆိုတဲ့အကြောင်းဆိုတဲ့ဒီအမိတ်စာပြန်လာရှိတယ်ဗျာနော်အဲ့တော့ဒီဘုံဘုရားကဒီမှာကာလနာဆိုင်သွားပြီဗျာသိအင်းဆုံးနဲ့သိသွားပြီဗျာနော်ဒီရန်သူကိုမလို့စက်ခံတယ်ကျွန်တော်တခုတော့စဉ်းစားမိတယ် 那俺的丫头呢？不，老公啊，我为自己生一个好啦，我爷的嘛，好啦，没把丫头来说，我叫姑姐说，我俺爷娘跟我平唱，哈哈哈，哈哈哈，哈哈哈，还是啥来着？有面有够面了啊！这个这个李四刚、李阿江拍不是四刚照片啊？有面有够面了，我们累不？那累多了没耽误，丫头全都回来了。沈阳这边累多了没耽误，丫头全都回来了，父母和沈阳的。 ဘုံမူကြီးအဆင့်ကနေဘိုးချုပ်မူကြီးအဆင့်ဆိုပြောလာရာဘူးထတ်တိုးပြီးတယ်အဲ့ဒီမသားကဒီရာဘူးကိုဘယ်မှာတော့ခံစားမှုလဲခံစားရမှာတဏှာပဲရှိရခုနကျွန်တော်ပြောတဲ့ငရဲပြီမှာဟုတ်လားကောင်းကောင်းဟိုမှာငရဲနေဟာကောင်းကောင်းကြော်မှာတိရအဲ့ဒါပြောတာနော်ဘုံမူကနေဘိုးချုပ်အဆင့်တက်လာတယ်ဆိုတော့ငရဲမင်းကကောင်းကောင်းဒေဟုတဲ့ထဲပြီးတော့ကောင်းကောင်းမြီးမှာတိရမေးပြီးတော့ကြီးရောကြီးရတယ်ဗျာဒီကောင်းလေးဗျာနော်လေတော့လေတယ်ဗျာတပတ်မပြည့်ဘူးတွေ့လား ာနာရှင်ဆိုတာအဲ့ဒီမှာကြည့်ဟုတ်ကြတော့ပါနော်ဒီဘောမိုက်ကိုပြပြနေနေဆုံးမပြောဆိုထားဖြစ်ပါတယ်ဒီချိန်မှာ ကျွန်တော်တို့တော်လန်ရေးရေးဖို့တကနေပြီးတော့မှပြက်ရှင်းနေတဲ့စစ်ကောင်စီရာရှိတွေကိုစစ်ကောင်စီခေါင်းဆောင်တွေကနေပြီးတော့မှဟုတ်ဆိုရယ်ရာထုတွေတိုးပေးနေတာပြီးတော့မှသူတို့တည်ဆုံသွားတဲ့ချိန်ကြမှာပေါ့နော်ဒီလိုမျိုးချွေးတိတ်ပြီးတော့မှလှုပ်ဆောင်နေတာပဲဖြစ်ပါတယ်တမိတာဆုံးတွေကတော့အခုလိုမျိုးသူတို့စစ်ရာရှိတွေကနေပြီးတော့မှလှုပ်ဆောင်နေပေမဲ့ခြေနှမှုတွေမရှိဘဲနဲ့တတွင်ဖိနှိပ်မှုတွေကိုလည်းကြုံနေရတာမလို့ကျွန်တော်တို့ပြချမ်းကိုကူပြောင်းလာသူတွေလည်းများစွာရှိနေတာပဲဖြစ်ပါတယ်မြောက်လိုင်းတို့ဒီဖက်ဆက်အာနာရှင်တို့သူစုဟာဆိုတော့သူတို့အခြေအနေမကောင်းတော့တော့တည်ထားတာမလို့ ခုဆိုရင်ကျွန်တော်တို့တမ်းပြမှာရှိတဲ့တရားစာတပ်ပစ္စည်းတွေနဲ့အချိုးစီးပွားအားလုံးတွေကိုနိုင်ငံခြားကိုထိုးရောင်းပြီးတော့မှသူတို့အာဏာတည်မြဲနိုင်ဖို့လို့ဆောင်နေကြတာပဲဖြစ်ပါတယ်။အောက်ခြေကစစ်ကောင်စီရာရှိတွေနဲ့ပေါ့နော်တပ်သားတွေအားဆိုရင်တော့ထူးထူးခန့်အစ်င့်တွေနဲ့တိုက်ပွဲမှာဆက်လက်တိုက်ပွဲဝင်နေရတာပြပြမှာပြည်သူတွေဘက်ကနေပြမှာလက်ကမ်းခေါ်ပြမှာကြိုးဆုံနေတဲ့အချိန်မှာအလင်းဝင်မှုဆိုတော့ဒီလိုမျိုးဖြစ်တွေနောက်ထပ်ကြုံရမှာပဲဖြစ်ပါတယ်။ကျွန်တော်တို့နောက်ဆုံးဗီဒီယိုသဘောအနေနဲ့ရေပေါ်ရှမ်းလေးရနေပြီးတော့မှ၆ဖြူမျိုးနဲ့တိုက်ပွဲနဲ့ပတ်သက်ပြီးတော့မှဘယ်လိုမျိုးတွေပြထားမလဲဆိုတာကျွန်တော်စပီရိုမှာချစ်လဲရအောင်နော် မီလာ33ရက်နေ့မှာကြောက်ဖြူတိုက်ပွဲကိုစစ်ကူပို့လိုက်တဲ့ဒုဗိုလ်မှူကြီးအစင်ဟာကျွန်တော်တို့ဒီနေ့ကျွန်တော်သတင်းပြောနေတဲ့ဂျွန်တရက်နေ့တောင်မှမရောက်ဘူးသိဆုံးရတာဟာမြန်လာကြည်လာနော်အခါတက်တော့အေးအေးအာဘူးရှာဘူးတိုက်ကျွေးချက်ကထိရှာတယ်ပြတ်တယ်ဘုန်းတရက်နေ့ကစစ်ကူပို့လိုက်တဲ့ဒုဗိုလ်မှူကြီးဟာဒီနေ့ကျွန်တော်သတင်းမှာတင်ပြခဲ့လိုက်တဲ့အတိုင်းပဲအခုတော့ ခိုးခိုးပြီးတော့မြေမြုပ်တဲ့တွင်းကြီးတစ်ခုထဲမှာပဲစုပြုံတကြိုလိုက်ရတကြိုလိုက်ချင်းခံလိုက်ရပါတယ်ကျွန်တော်လူငယ်နဲ့တွေ့တဲ့အချိန်မှာဘေယာဒုဘေအစင်မှာမခံနိုင်အောင်ကျွန်တော်တွေ့ရမှာဖြစ်တယ်နောက်ထပ်ထူးခြားတာလေးတစ်ခုပြောချင်ပါတယ်မြောက်နိုင်ကဒါဒီကနေ့မှာသူထုတ်ပေါ်ပြောဆိုလာတယ်အဲ့ဒါကတော့ လက်ရှိအချိန်မှာသူတို့ဆုံးရှုံးထားတဲ့နေမြေတွေဆုံးရှုံးထားတဲ့စစ်စကန်တွေကိုဒါတကယ့်ကိုရွရွချွန်ချွန်နဲ့ပြောင်မြောက်စွာမဟာဗျူဟာကြကြတိုက်ခိုက်သိမ့်ပိုက်နိုင်တဲ့မြေသူကိုမဆိုထူးချွန်နဲ့ဒါသူရဲ့ကောင်းအဖြစ်နဲ့သူတို့ကအတိမတ်ဖြစ်မှာဖြစ်ပြီးတော့ယာဒူးတွေကိုလည်းပြည့်ရသွားမယ်ချိမြင့်သွားမယ်လို့မင်းအွန်လိုင်းနှုတ်ကပြောဆိုလိုက်တယ်ဒါကကျွန်မဖြစ်စစ်ခွေးတက်ကသူပြောလိုက်တဲ့စကား ဒါပေမဲ့သူရှေ့တန်းမှာရှိတယ်အကျောင်းဖက်စစ်ခွေးတက်ရဲ့ရာထူးအကြီးပိုင်းတွေပါအပါအဝင်အောက်ကျင်ငတ်စနူကောင်းတွေအထိခွေးပြီးဝတ်ပြီးခွေးတည်ဝတ်တည်တည်နေတာဒါတော့မှသူကစုံစုံခဲ့တဲ့နေမျိုးကိုပြန်လဲတက်ခဲ့သိမ်းပိုက်ပေးနိုင်တဲ့ဒူတွေကိုမဟာပြူအကြက်တာလုံဆောင်နိုင်တယ်ဆိုရင်ဘယ်ရာဒူပဲဖြစ်ဖြစ်သူပေးနိုင်တယ်ဆိုတာမျိုးကိုသူကမဲဆွဲတာဟုတ်ပြီကျွန်တော်ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်လူငယ်တွေကိုကြည့်အောင်ကျွန်တော်တို့မှဘာရာလို့ရှိလဲဒီမျိုးကိုတိမ့်လိုက်လို့ဒီစကန်ကိုတိမ့်လိုက်လို့ကျွန်တော်တို့ကိုဘယ်သူကဘာပေးလဲဟုတ်ပြီဥပမာပေါ့ဗျာ မင်းတို့ဒီလက်နက်ကြီးကုန်းတစ်ခုကိုတိတ်မင်းတို့လက်နက်ကြီးကုန်းတိတ်ပြီးသွားရင်မင်းတို့ကိုငါတို့ဘယ်ယာဘူးပေးမယ်ပေါ့ဗျာဘယ်အဆင့်ပေးမယ်ပေါ့ဗျာပြီးတော့မင်းတို့အတွက်လက်ဆောင်ဘလောက်တုံးမြင်ပေးမယ်ဆိုပြီးမဲဆွဲတယ်သူလည်းတရားမှမရှိဘူးအဲ့ဒီအချက်နဲ့ချက်အရန်ကိုထူးဆန်းတယ်နော်ကျွန်တော်မိဘကျွန်တော်တို့ကိုဘသူမှမဲဆွဲစရာမလိုဘူးကျွန်တော်တို့ဘသူမှမလိုပေးစရာမလိုဘူးကျွန်တော်တို့ကိုဘယ်ယာဘူးမှတုံးမြင်ပေးစရာမလိုဘူးပြီးတော့သူတို့တဖက်ရုပ်ကကအကောင်လေးမလုံးပေးပြီးတော့ယာဒူးတွေတုံးမြင်ပေးမယ် ဒါတို့ပိုင်ခွင့်နေပေးနေဒီတိုင်အောင်ဘာကြောင့်ကျွန်တော်တို့ဘာမှမရှိနဲ့ကျွန်တော်တို့ပြည်သူ့ကော်မတီတက်ဖွဲ့ဝင်လူငယ်တွေဘာကြောင့်ကောင်းရင်ရှုံးနေတာလဲဒါပြောတာနော်ကျွန်တော်တို့ခုဆိုရင်တော့စစ်ကောင်စီရာရှိတွေကိုမြောက်လိုက်ရနေပြီတော့မှမက်ဆယ်ပြီတော့မှသူတို့တရားစုံးပြတာနဲ့ရာထူးတိုးပေးမယ်ဆိုတော့တော့တော်တော်လေးကိုအတိတ်ပဲလုံးဝမရှိတာပဲဖြစ်ပါတယ်။ဒါကိုယုံပြီတော့မှတပွဲဝင်တွေတေးကြတဲ့ပေါ့နော်စစ်ကောင်စီတပွဲဝင်တွေကတော့ လုံးဝကိုအုံတော့မရှိဘူးလို့ပဲပြောမှာပဲဖြစ်ပါတယ်ကျွန်တော်ခုဆိုရင်စစ်ကောင်စီတပ်ဖွဲ့တွေကတော့နေရာတိုင်းမှာကြာဆုံးမှုတွေများနေတာပြီးတော့မှကြော့ဖြူမျိုးနဲ့တပ်ပွဲမှာဆိုတော့အေဘကနေပြီးတော့မှစစ်ကောင်စီရဲ့စစ်တိုင်းဦးစီးမှုအပါဝင်သူတို့ဖွဲ့တွေကိုအရှင်ဖမ်းပြီးရရှိထားတာပဲဖြစ်ပါတယ်ကျန်တဲ့ဒီကျွန်တော်တို့တိုင်းတို့တိုင်းစစ်စင်ရဆိုလဲစစ်ကောင်စီတပ်ဖွဲ့တွေရှိတဲ့နေရာဒေသတွေနဲ့ကဘာစာဆလင်းနေုံတွေတိမ့်ပိုင်နဲ့ဖူချင်းချုံမှုတွေလှုပ်ဆောင်ထားတာမို့လို့မကြာခင်မှာတော့ကျွန်တော်တွေနဲ့တော်လန်ထိုးစစ်ကြီးတရက်ကိုစတင်ဆင်နွှဲဖို့အကြောင်းရှိလာတာပဲဖြစ်ပါတယ်ဒီချိန်မှာအလေးမဝင်သေးဘဲနဲ့ပေါ့နော်ပီတီပြီးတော့မှရှစ်တန်းကိုရောက်လာကြတဲ့စစ်ကောင်စီတပ်ဖွဲ့ ုံတွေကတော့မကြခင်မှာတော့မျောစာဖြစ်ပြောင်းလဲခြုံခိုင်းမယ်ဆိုတာသူတို့ကိုယ်တိုင်သိရှိသိနေတာပြမဒီချိန်မှာကျွန်တော်ပြည်သူတွေနဲ့တလန်ရဲဘော်တွေရဲ့ပါနော်ကျော်တို့ကြွေးကြော်ထားတဲ့အတိုင်း2025မကုန်ခင်မှာပဲ Fisher Nation စနစ်တိုင်းပြည်နဲ့ပြည်တော်မှာအပြည့်တိုင်ခြုံငိတော့ဖို့ဝမ်းမကျိုးစားမယ်ဆိုပြီးတော့ကြွေးကြော်ထားကြတာမလို့ကျတို့ပြည်သူတွေအတွက်လုံအောင်ကိုတရင်ကောင်းကြမ်းမဲ့နေပဲဖြစ်ပါတယ်ပြည်သူတွေအနေနဲ့စိတ်မပြအောင်မြောက်ပဲနဲ့ဒီတော်လိုက်မှာတထဲဝင်ပူပေါင်းပေါင်းရတဲ့အားလုံးမျှော်မှန်းထားတဲ့အတိုင်းပဲ မကြာခင်မှာတော့ Federal Democracy ရရှိနိုင်တော့မယ်ဆိုတဲ့အကြောင်းထလောင်းပြောချင်တဲ့ကျွန်တော်ဒီနေ့ညဗီဒီယိုကိုဒီညမှာပဲဆုံးသက်ချင်ပါတယ်။စာဆုံးကြည့်ရှုပေးကြတဲ့မြေပပီသူများလုံးအထူးကျေးဇူးတင်ပါတယ်။အားလုံးပဲစိတ်ချမ်းသာခွေကြမှာချင်တဲ့ပြည့်စုံပြီးတော့မှတာရဲချမ်းတဲ့ညချမ်းလေးပတ်စံကြပါစေလို့ကျွန်တော်ဒီနေ့ကလည်းဆုမကောင်းတောင်းပေးလိုက်ပါတယ်။